2016ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကိုဇန်နဝါရီ18ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။ဒီသင်းကတော့ဇေယချမ်းအေးကပေးပို့ထားပါလိမ့်မယ်။ရုံမရန်ကုန်ပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကိုဒီနေ့ဇန်နဝါရီ18ရက်မနက်ပိုင်းကရန်ကုန်မြို့တူနာမိုးလုံးလေလုံအားကစားကွင်းကနေစတင်ရှင်ပြိုင်ခဲ့ကြပါတယ်။ဒီပြိုင်ပွဲမှာ42ကီလိုမီတာ၊27ကီလိုမီတာ၊10ကီလိုမီတာနဲ့ 3ကီလိုမီတာဆိုပြီးအမျိုးအစား၄မျိုးခွဲရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။မာရသွန်အပြည့်ဖြစ်တဲ့42ကီလိုမီတာတန်းပြည်သမားတွေဟာရန်ကုန်မြို့ရဲ့ထင်ရှားတဲ့ရွှေတဂုံဖျားဘုဒ္ဓဆောင်ဖျားအင်းအကန်စတဲ့နေရာတွေကိုဖြတ်ပြီးပြေးခဲ့ကြတာဖြစ်ပါတယ်။ We feel very proud about being uh, the organizer for the Yangon Marathon. Uh, this is a great sporting event. Uh, this is the fourth year that we've been uh, running this, and the participants have been growing every year. Uh, this event actually draws people into sports, and I think we've seen uh, more and more active participation uh, from people who are not an active uh, runner or sportsman. Uh, they are able to participate and join this great, uh, great event. Uh, so we feel very excited about organizing, and we hope to organize it for future years too. ဒီပြိုင်ပွဲမှာမြန်မာနိုင်ငံကလူဦးရေ9000ကျော်နိုင်ငံသား600ကျော်ပါဝင်ရှင်ပြိုင်ခဲ့ကြပြီးရှေ့ကကျင်းပခဲ့တဲ့၃ချိန်ထက်ပါဝင်ရှင်ပြိုင်သူဦးရေများပြားခဲ့တာကိုတွေ့ရပါတယ်။ကျမရေးဖြစ်ပါတယ်အားကစားဖြစ်ပါတယ်ပြီးတော့လူတွေအများကြီးနဲ့စုစုစည်းစည်းနဲ့ပျော်ပျော်ပါပါဆင်နွှဲရတဲ့ပွဲဖြစ်ပါတယ်ကျွန်တော်ဘောလုံးလိုမျိုးဆိုရင်တော့မှလူတိုင်းပါလို့မရဘူးဒီမှာကျတော့လူတိုင်းဝင်ပါလို့ရတယ်နိုင်လာရှုံးတာအဓိကမဟုတ်ဘူး ယူမရန်ကုန်မာရသွန်ပြိုင်ပွဲကိုယူမ Strategic Holding First Myanmar Investment FMI နဲ့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီတို့ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီးဒီပြိုင်ပွဲကရရှိတဲ့အကျိုးမြတ်တွေကိုချိုးတဲ့နွမ်းပါတဲ့ကလေးတွေအတွက်ရန်ကုန်ငွေဖြစ်အသုံးပြုသွားမယ်လို့သိရပါတယ်ဒီမှာအနေနဲ့လို့အဲဒီတက်တမန်နဲ့ပြုတ်ပြီးတော့မှဟို ာလူတွေအများကြီးထပ်ပြီးပေါင်းလာပါဈေးတို့အဲ့ဒါမှကျမတို့ရဲ့မန်နိုင်ငံရဲ့လိုအပ်နေတဲ့ကလေးအနာဂတ်အတွက်ကောဒီ register fee ကနေသွားတယ်အဲ့ဒီကိုအားလုံးဒီမှာ fellowship လုပ်ပြီးတော့တွေ့ရတယ်ပေါ့နော်လူတွေအများကြီးနဲ့အတူတူတွေ့ရတယ်ဆိုတော့အားလုံးပါဝင်ကြပါလို့ပြောဖို့အရင်ကောင်းပါတယ်ယူမမှာတော့အားလုံးဖြစ်ခဲ့ဒီနေ့ရုံးမရန်ကုန်ပြည်ပဆိုင်ရာမာရသွန်ပြိုင်ပွဲမှာကင်ညာဂျပန်အမေရိကန်မလေးရှားဗြိတိန်နဲ့တရုတ်နိုင်ငံတွေကနိုင်ငံတကာအဆင့်ပြိုင်ပွဲဝင်သူတွေပါဝင်ရှင်မြိုင်ခဲ့ကြပါတယ်ကျွန်တော်ကဇေယျချမ်းကြီးပါ